ိမ်မက်တွေဟာဘာကြောင့်ဖြစ်လာတာလဲညစဉ်ညတိုင်းလူသားတွေဟာသူတို့တတ်မှတ်မှုရှိတဲ့ခီးစဉ်တစ်ခုကိုဖွက်ခွာတတ်ကြပါတယ်အဲ့ဒီခီးမှာမျိုးစုံပြောင်းလဲနေတဲ့ဖြစ်ရပ်တွေနဲ့သဘောမမှန်တဲ့အကြောင်းအရာတွေကိုကြုံတွေ့ရတတ်ပါတယ်တစ်ခါတလေမှာမဖြစ်နိုင်တဲ့အရာတွေလည်းဖြစ်နေတတ်ပါသေးတယ်တစ်ခါတလေကမနှံတိုးတဲ့အခါမှာစိတ်ကလည်းပြုံးနေတတ်ပါတယ်မျက်ရည်တွေကလည်းရှိနေတတ်ပါသေးတယ်ဒါကတော့အိမ်မက်ပါပဲ ဒါကိုမစတင်ခင်ဒီလိုဗုဒ္ဓရရတဲ့အကြောင်းအရာလေးတွေအတွက်ကျွန်တော်တို့ရဲ့ YouTube channel လေးကို like and subscribe လေးလုပ်ပေးကြကြပါဦးနော်အိမ်မက်ဆိုတာပါလေအိမ်မက်ဆိုတာ IEM Rapid Eye Movement ကတစ်ဆင့်အဲ့တဲ့ခါမှာအဓိကဖြစ်လာတာပါတယ်အုံနောက်ရဲ့ prefer နဲ့ခုနှစ်စာလှုပ်ရှားမှုနည်းသွားပြီးမြေကွင်းများခံစားမှုများမှတ်ဉာဏ်များကို ထိမ့်သိမ့်တတ်တဲ့ limbic system ကနေ visual context တွေကလှုပ်ရှားတွေဖြစ်လာတာပါတယ်ဆိုလိုတာကလူတယောက်ဟာ မျက်စိမှန်ရင် တကယ်တမ်းတော့အဲ့နေတုံးပါပဲအုံနောက်အချို့ကဏ္ဍတွေကတော့အလုံးလုံးနေတတ်ပါသေးတယ်ဒါပေမဲ့ဘာကြောင့်အိမ်မက်တွေဖြစ်တာလဲဆိုတဲ့မင်းကုန်းကတော့တိတိကျကျဖြစ်ဖို့မလွယ်ကူပါဘူးသူတေသနာတွေကတော့ခြုံငုံသဘောတရားအနေနဲ့မင်းကုန်း၅ခုတည်းကမှတစ်ခုခုဖြစ်နိုင်တယ်လို့ဆိုလိုထားပါတယ်နံပါတ်၁ချိတ်ဆက်ခြင်း memory ရဲ့ consolidation အုံနောက်ကတနေ့တာတွင်ကြုံတွေ့ခဲ့ရတဲ့တကူခြုံငုံပြီးနောက်သို့ပြန်သိမ့်နေတယ်နံပါတ်၂စိတ်ကံစားမှုဖြစ်ရှင်ခြင်း emotional regulation တချို့အိမ်မက်တွေနောက်မှာစိတ်ဖိစီးမှုတွေဖြစ်ရှင်းသွားနိုင်တယ်။နံပါတ်3ဖန်တီးမှု creativity လူတစ်ယောက်ကသူ့ရဲ့ idea design တွေကိုအိမ်မက်ထဲမှာပဲရှာဖွေနိုင်ခဲ့တယ်။နံပါတ်4 NLP simulation evolutionary theory တခုရဆိုလိုပါတယ်။အိမ်မက်ကတကယ်တမ်းမှာတော့အနေရဲ့အခြေအနေတခုကို လေ့ကျင့်ပေးတယ်လို့ဆိုလိုတာပါ။နံပါတ်5မြစ်တိကြီးပဲကျမမရှိခြင်း ဘိုင်းပရိုဒတ် theory တခုရအုံနောက်တခုလုံးအလုံးလုံးနေမှုရဲ့ဆက်ဆက်ပြဿနာတခုလိုပဲတင်တဲ့ theory လည်းရှိတတ်ပါတယ်။တချို့သောလူတွေကသူတို့အိမ်မက်ထဲမှာသူတို့ကိုယ်တိုင်အိမ်မက်မက်နေရဆိုတာကိုသိနေတယ်။တတိရှိတယ်ကိုကိုယ်တိုင်လုံနေတယ်လို့မျိုးပြုလုပ်နေနိုင်ပါတယ်။ဒါမျိုးကို lucid dreaming လို့ခေါ်ဆိုနိုင်ပါတယ်။တကယ်လည်းပြောရရင်အိမ်မက်တွေဟာတကယ်လို့အုံနောက်ရဲ့ကိုယ်ပိုင်စိတ်ကူးရင်လက်ကနေလွတ်ထားတဲ့ရုပ်ရှင်တခုလိုပဲဖြစ်နေတတ်ပါလိမ့်။ဒါပေမဲ့ ်အခုဒီတော့တကယ်ယူရချက်ကဘာလဲဆိုတော့ကိုတည်တည်ချာချာကြီးကြီးချာချာမသိရသေးတပါဘူးပြီးတော့မနေ့ပြန်မှာသင်နိုးလာတဲ့အခါမလေးညကဘားတွေအိမ်မက်မှတ်ခဲ့တဲ့လေမိသွားတတ်ပါလေဒါပေမဲ့တခါတလေတခုခုပြဿနာကိုဖြေရှင်းနိုင်တဲ့အဖြေကတင်အိမ်နေချိန်မှာပဲရှိနေတတ်ပါလေအိမ်မက်ဆိုတာတဘာဝနဲ့စိတ်အကြာကလှုပ်ဝက်ဆဲကြံမှုတစ်ခုပဲဖြစ်နေတတ်ပါလေဒီအကြောင်းအရာနဲ့ပတ်သက်ပြီးလူကြီးမင်းတို့ရဲ့အမြင်ကိုလည်းကောမန့်မှာပြောသားခဲ့လို့ရပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာ